်ပရလောကသားတွေကိုတင်ကန်းစီးပေးတာဟာလေမိစ္ဆာဓမ္မဖြစ်တာပါပဲလို့လူတယောက်ကမှတ်ထားတာကိုဖတ်မိပါတယ်ဖြည့်ရှင်းပြပါအောင်ဆရာတော်တဲ့ပရလောကသားတွေကိုတင်ကန်းစီးပေးတာဟာလေမိစ္ဆာဓမ္မဖြစ်တာပါပဲလို့လူတယောက်ကမှတ်ထားတာကိုဖတ်မိပါတယ်ဖြည့်ရှင်းပြပါအောင်ဆရာတော်တဲ့ မိစ္ဆာဓမ္မကိုပါဋိကဝကအထကထာမှာယောက်ျားယောက်ျားချင်းမိမမိမချင်းတမတ်မှုလို့အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ဒါကပါဋိကဝကအထကထာရဲ့ဖွင့်ဆိုချက်ကိုပြောတာပါ။အခုပရလောကသားတွေကိုသင်္ကန်းစီးပေးတာဟာလည်းပဲမိစ္ဆာဓမ္မဖြစ်ပါသလားဆိုရင်မိစ္ဆာဓမ္မဖြစ်ပါတယ်။ဒါကြောင့်လဲဆိုရင်မိစ္ဆာဓမ္မဆိုတဲ့ပုဂ္ဂိုလ်ကြည့်လိုက်ပါမိစ္ဆာနဲ့ဓမ္မနှစ်ခုပေါင်းဆက်ထားပါတယ်မိစ္ဆာတရာသည့ မိစ္ဆာမှုတာပြရန်ဆိုတဲ့အတိုင်းမှားယွင်းခြင်းချွေယွင်းခြင်းဖောက်ပြန်ခြင်းမှန်မှန်ကန်ခြင်းဆိုတဲ့အနက်ကိုဟောပါတယ်ဓမ္မတရာတိတဘာဝအနက်ကိုဟောပါတယ်မိစ္ဆာဓမ္မပေါင်းလိုက်တဲ့အခါမှာမှားယွင်းခြင်းချွေယွင်းခြင်းဖောက်ပြန်ခြင်းမှန်မှန်ကန်ခြင်းသဘောတရားလို့အဓိပ္ပာယ်ရပါတယ်ဒါကြောင့်ပရလောကသားတွေကိုသင်္ကန်းစီးပေးတာဟာလည်းပဲမှားယွင်းတဲ့လုပ်ရဖြစ်တာကြောင့်မိစ္ဆာဓမ္မပဲဖြစ်ပါတယ်သို့တော့တချို့က ဲ့ဒီလိုပရလောကသားတွေကိုသင်္ကန်းစီးပေးတာကိုကြည့်ပြီးအခုလိုငလျင်ဘေးဒဏ်သိ၍လူတွေထေကြတာဟာပရလောကသားတွေကိုသင်္ကန်းစီးပေးလိုက်လို့ပရလောကစီပောက်ပြီးဖြစ်တာလို့ပြောဆိုနေကြပါတယ်အဖိတ်လျောက်တော့ဆိုင်ကောင်းဆိုင်ပါလိမ့်မယ်နော်သို့တော့တရိုက်တော့မဆိုင်ပါဘူးအကယ်၍ပရလောကသားတွေကိုသင်္ကန်းစီးပေးလိုက်လို့ငလျင်ဘေးဒဏ်သိပြီးလူတွေထေတာဆိုရင်၂၀၀၈ခုနှစ်မလ၂ရက်နေ့တော့က နာကိမုံတိုင်းကြီးတိုက်တဲ့အခါမှာလူတွေအများကြီးတေပါတယ်ပြည်စည်းဥစ္စာတွေလည်းဆုံးရှုံးပါတယ်အဲ့ဒီတုန်းကလူတွေတေတာမှဖြစ်အခုမလင်ဘေးတံတင့်လို့တေတဲ့လူထက်အစာပေါင်းများစွာများပါတယ်နော်ကြည့်အဲ့ဒီတုန်းကလူတွေတေကြတာကိုဘာကြောင့်တေတယ်လို့ပြောပါမလဲနော်ဒါကြောင့်ပရလောကသားတွေကိုသင်္ကန်းစီးပိလိုက်တာဟာမှားရွေးတဲ့လုပ်ရဖြစ်တာမှန်တော်လဲပဲ။ဤပရလောကသားတွေကိုသင်္ကန်းစီးပိလိုက်လို့ငလျင်ဘေးဒဏ်တင်ပြီးလူတွေတည်တယ်ဆိုတာဟာ ဓာတ်ရိုက်ပတ်သက်ဆက်နွယ်မှုမရှိပါဘူးเนาะအထိုက်လျောက်တော့ပတ်သက်ဆက်နွယ်မှုရှိကောင်းရှိပါလိမ့်မယ်ဒါလေးတော့ပြောချင်ပါတယ်เนาะရှင်ဖေယားဖေယားရှင်ရဲ့နောက်ဆုံးမှာတန်းကဘာပါလဲရှင်ဖေယားတဲ့ဖေယားရှင်ရဲ့နောက်ဆုံးမှာတန်းကအပ္ပမဒေနဗိခဝေတံပါတိထဖြစ်ပါတယ်အတိဘေကခြေသားယဟန်လို့မမေမလျော့မပော့စားတော့တတိတရားတို့ဖြင့်တိလသမာတိပညာတို့ကို ြည့်စုံအကုန်လုံးအောင်ကျင့်ပြီးနေရေးကြားဆိုတဲ့အထိပ္ပယ်ပဲဖြစ်ပါတယ်။တချို့ဥစဉ်မြင်ငင်းနဲ့မမီဘူးလားလို့ဥစဉ်ကိုလာလာမေးနေကြလို့เนาะမြင်ငင်းနဲ့မိတာပေါ့ကံကောင်းလို့မသေးတာ။လှုပ်တာက28ရက်နေလှုပ်တာ29ရက်နေဆိုလို့ရှိရင်ဥစဉ်ဖြေရမယ်ကြမ်းပေါ့နော်ဓမ္မတင်ကနေကြမ်းလား။ဖြစ်တဲ့နေရာ28ရက်နေနေဆုံးဖုံးပြီးတော့ဥစဉ်တို့ခဏကြိတ်နေတဲ့အချိန် 12:50မိနစ်မှာလှုပ်သွားတာအဲ့ဒီတန်လန်ကြီးဒီဟာလှုပ်မှဥစဉ်က နိုးလာတာနေတာကဒီចောင်းကြီးရဲ့ဒုတိယတာမှာဥစဉ်နေတာတပါးတည်းပဲဥစဉ်တို့ရဲ့ဆရာသမားចောင်းမှာပေါ့နော်ဥစဉ်နိုးလိုက်တော့မြင်ငလျင်ကတော်တော်လေးကြမ်းနေပါပြီအောက်ဆင်းလို့မရတော့ဘူးအဲ့တော့ခုံတွေအောက်မှာဝင်ပြီးတော့နေနေရတာပေါ့ဟိုးကလေး ဒီเจ้าကြီးကဒီပထမတစ်ခါမဂနီကျူဒီခွန်တသမခွန်ကလေးကဥစဉ်ကပြိုပြီးလို့ထင်တာပေါ့ပြိုပြီးလို့ထင်နေဆိုတာကငုံနေတဲ့ခေါင်းကိုကဟိုကြီးကြီးကြည့်ရတာပေါ့နော်ကြည့်တော့เจ้าကြီးကရိန်ထိုးနေတာတိုင်လုံးကြီးတွေကကိုယ့်ပေါ်ဒီလိုရောက်ရောက်လာတဲ့ပုံစံကိုဒီလိုဖြစ်နေအဲ့လို့ဆိုတော့ဥစဉ်ကငါတို့တေးပြီလို့ဒါကြီးကမကြခင်ပြိုတော့မယ်လို့ပဲထင်တာ အဲ့ပထမတစ်ခါမှမပြူခဲ့ဘူးပေါ့အကြောင်းကအဲအုတ်တွေကွာကြသူဘီလက်အမြေသားတွေပဲကွာကြတာတော့ရှိတာပေါ့အဲ့တော့ ਨੇ ပထမတစ်ခါလုပ်ပြီးတော့ရက်တဲ့ချိန်ခဏရက်တဲ့ချိန်ဦးဇင်းတို့အောက်ဆင်းရတယ်ပြေးဆင်းပြီးတော့လွတ်ရအကြောင်းရှိလမ်းကိုဦးဇင်းတို့ရောက်သွားတယ်ပေါ့အဲ့ဒီကနေအကြောင်းကြီးကိုပြန်ကြည့်နေတဲ့အချိန်မှာပဲထပ်ပြီးတော့လှုပ်ထပ်ပြီးလှုပ်တော့အကြောင်းလဲဒီတချို့မခိုင်းတဲ့အရာတွေပြိုသွားတယ်ပေါ့ပထမတစ်ခါ ਨੇ နာထားတဲ့အရာတွေပေါ့အကြောင်းကြီးကတော့ အလုံးလိုက်မပြိုလိုက်ဘူးပေါ့အဲ့တော့ပြီးတော့ဖုန်းလိုင်းကြီးပြတ်သွားတယ်ပေါ့ဘယ်မှလည်းဖုန်းဆက်လို့မရတနာီလောက်နေတော့ဒီကြောင်းယူဆောက်တဲ့အင်ဂျင်နီယာရောက်လာတယ်ပေါ့အင်ဂျင်နီယာရောက်လာပြီအင်ဂျင်နီယာအပြင်ပိုင်းတကယ်သူတို့ဘင်းစ်တွေပေါ့နော်ဒါတွေစစ်တယ်တိုင်တွေစစ်တယ်သူကတော့ဒါရကနုံ95ရကနုံတော့ဒီအကြောင်းကတော့ကောင်းသေးရလို့ပြောတယ်။ဘာပဲဖြစ်ဖြစ်ဒီအကြောင်းကိုစောက်ထားခဲ့တဲ့အင်ဂျင်နီယာတွေ မခုမကဖဲနဲ့တေချာဆောက်ခဲ့လို့သာဦးဇင်းတို့အသက်ရှင်တာပေါ့ဆောက်ခဲ့တာဦးဇင်းဆရာသမားចောင်းဆိုတော့ဦးဇင်းဆရာသမားကိုလည်းဦးဇင်းကအဲ့လိုငါကျေးဇူးအရမ်းတင်တယ်ဘာကြောင့်လဲဆိုတော့ဒီចောင်းကြီးသာမခိုင်မခန့်နဲ့ဖြစ်ကလက်ဆန်ဆောက်ခဲ့မယ်ဟိုခိုးကတ်ပြီးတော့အင်ဂျင်နီယာတွေကလည်းဆောက်ခဲ့မယ်ဆိုရင်မြေကလေးတောင်မှပြိုနိုင်တယ်လှုပ်သွားတဲ့စကေးကဦးဇင်းတို့ခံလိုက်ရတာဆိုတော့အတီးဆုံးပေါ့ဟိုပြိုနိုင်တဲ့အနေထားရှိတယ်ဘာကြောင့်လဲဆိုတော့ចောင်းကလည်းတိုင်ပြောက်ဆောက်ထားတာ တုံးတဲ့ကြောင်ထတိုင်းဟိုဆိုဆက်လက်လောင်းတာဘောဆုံးတက်မှာတိမ်ရှိတယ်ပေါ့အဲ့တော့ဒီအောက်ကအပေါ်ဝိတ်တွေဒီအောက်ကအထက်ထဲကခံထားရတဲ့ပုံစံပေါ့ဒီလိုတုံခါတဲ့အချိန်တွေအဲ့ဒီအချိန်မှာဒီကြောင်းကြီးကမပြူခဲ့တာတော်တော်လေးဟိုမှဟိုကျေးဇူးတင်စရာကောင်းပါတယ်ကြောင်းကြီးကိုလည်းမမရရအဲ့ဒီနေရာဥစဉ်တွေးမိတာလေးတခု ပြောပြမယ်အဲ့ဒီနေရာတပေါင်းလာခွေနေ့အပေါ်ဆုံးတက်မှာဦးဇင်းတို့အဲ့ဒီတတိယတက်မှာပေါ့နော်အပေါ်ဆုံးတက်မှာတိမ်ရှိတယ်အဲ့ဒီသုံးတက်ကြောင်းကြီးကအပေါ်ဆုံးတက်မှာဥပုံနေတိုင်းတန်ရှင်းရေးတိမ်ပေါ်လောက်ကြတယ်အဲ့ဒီနေ့ကဦးဇင်းကအောက်မှာနည်းနောက်ကြွားတာကျောင်းမှာရှိတဲ့ကျောင်းသားတကာလေးကအရင်တက်လုံနေရဆိုတော့ပြီးနေပြီပေါ့အများကြီးလုံးစရာမရှိဒီပဲစီလဲကြမ်းတက်ရုံပဲဆိုတော့ဦးဇင်းရောက်သွားတော့သူကပြန်ဆင်းတော့မလို့လုံနေတော့ပြီးပြီလားလို့သူကမေးလိုက်တော့သူကပြီးပြီတဲ့ပြီးပြီဆိုတော့ သူကပြန်ဆင်းသွားတော့ဦးဇင်းအပေါ်မှာရေပါးတွေပါးတွေစစ်ဆက်ပြီးတော့နော်လုံလားမလုံလားကြည့်ပြန်ပြပိတ်ပြီးတော့အသွေးတစ်ခုသူ့ဘာသူခေါင်းထဲကိုဝင်လာတာဒါလောက်ကြံပြောတဲ့အရာလည်းမဟုတ်ပါဘူးအသွေးတစ်ခုကဘာဝင်လာတာလဲဆိုတော့အကယ်၍များငလျင်တွေပါးတွေလုတ်ခဲ့ရင်ဘယ်လိုဖြစ်မလဲဆိုတဲ့အသွေးပေါ့ဒီလိုအမြင်ကြီးရနေပေါ့နော်အောက်ကိုလည်းဦးဇင်းလှမ်းကြည့်ပေါ့ ဲ့လိုလမ်းကျင်းနဲ့ကရင်မြလှုပ်ခဲ့ရင်တော့ဒီနေရာကတော့ဒါဖြစ်နိုင်တယ်ဟိုကနေရာတော့ဟိုကဟိုလိုဖြစ်နိုင်တယ်ပေါ့လေကိုအတွေးနဲ့ကိုပေါ့တာမန်အတွေးလေးခေါင်းထဲဝင်လာတာဆိုတော့စိတ်ထဲလေဟိုလိုကြီးမထားမထားပဲနဲ့အဲ့ခုနကပြောလို့စွန့်ဖုံးပေးပြီးတော့ခဏတစ်ချိန်ကျင်းတဲ့အချိန်မှာပဲငင်ငင်လှုပ်တယ်အဲ့ဒီတန်ခံရပြီးတော့ကံကောင်းလို့မသေးတာပေါ့နော်ကြောင်းမပြလို့မသေးခဲ့ဘူးတော်တော်တော့ကြောက်เสียရကောင်းတယ်ထိတ်လန့်เสียရအဲ့ဒီထိတ်လန့်เสียရနောက်မှာကြည်ကွဲเสียရတွေပေါ့ ်ဇင်းရဲညီတော်နောင်တော်တွေများစွာပါသွားတယ်စေမကောင်းများစွာဖြစ်ရတယ်ပေါ့လူတွေများစွာတေးရတယ်ဒါတော့မြင်ငင်းလုံးကအကြောင်းလေးတချို့ကသိကျင်လို့ထင်တယ်လာလာပြီးတော့နေနေကြတာအပြင်အဥစဉ်နဲ့တွေ့တဲ့ပုံစံတွေကိုတော့ပြောပြရတာလဲမောပြီပေါ့နော်တခါတွေ့တိုင်းတခါပြောပြရတယ်မပြောပြကျင်တော့ဒါကြီးကပြောပြလို့ကောင်းတဲ့အရာလည်းမဟုတ်တဲ့အတွက်ကြောင့်